အားလုံးပဲမင်္ဂလာပါဝီလျံချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှကျွန်တော်ဘာအကြောင်းကိုတင်ဆက်ပေးခြင်းလဲဆိုရင်ယခုကန်တဲမှာရွှေလက်ဆက်ကိုတွေ့လို့စင်ကြီးဟာညမနှစ်ယောက်ယခုကန်တဲမှာပိတ်မိနေတဲ့အကြောင်းကိုကျွန်တော်တင်ဆက်ပေးခြင်းတာဖြစ်ပါတယ်အားလုံးအဆုံးထိကြည့်ပြီးကြပါလို့ကျွန်တော်တောင်းဆိုရှင်ပါတယ်ကဲဗီဒီယိုကိုစားလိုက်ရအောင် ကောင်မလေးလက်ညှိုးထိုးတဲ့နေရာမှာတံမိုးကြီးတဲ့စိန်လက်စွပ်တစ်ခုရှိနေပြီးသူ့ရဲ့ညီမလေးကလည်းအရန်ကိုဝမ်းသာပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်မှာလူမရှိတာကိုတွေ့ရတော့တပတ်ကိုချူပြီးတော့ရေကူးကန်တွေကိုခုံချလိုက်ပါတယ်။အဲဒီစိန်လက်စွပ်ကသာရခဲ့ရင်ဒီဘဝအတံမွေးဝမ်းကြောင်းအတွက်စိတ်ပူစရာမလိုတော့မှဖြစ်ပြီးဒါပေမဲ့သူလက်စွပ်ကိုယူတဲ့အခါမှာတော့လက်စွပ်ကတန်စကာမှာတင့်နေပါတယ်။အပေါ်မှာစောင့်နေတဲ့ကောင်မလေးကလည်းသူ့ရဲ့ညီမလေးပြန်တက်လာတာကိုမတွေ့သေးတော့လိုက်ခုံချလိုက်ပြီးသူတို့ရဲ့လောဘကြောင့်ပဲဒုက္ခရောက်သောမှကိုတော့သူတို့တွေမသိပါဘူးအဲဒီခါမှာရေကူးကန်ဝန်ထမ်းကဘသူကမှမတွေ့တော့တဲ့အတွက် ရေကူးကန်ဖုံကိုပိတ်တဲ့ခလုတ်ကိုနှိမ့်လိုက်ပါတော့တယ်။ကမာလီကလန့်ပြီးတော့သူ့ရဲ့ညီမလေးကိုအပေါ်တက်ဖို့အတွက်ဆွဲခေါ်သွားခဲ့ပြီးမယ်လေ။နောက်ကျသွားပြီးဖြစ်ပြီးသူတို့ရဲ့တက်လာတဲ့အချိန်မှာရေကူးကန်အဖုံကကန်တစ်ခုလုံးကိုအလွန်ပိတ်သွားခဲ့ပြီးဖြစ်ပါတယ်။သူ့ရဲ့ညီမလေးကလက်စုပ်ကိုဂယူဆိုင်နေတဲ့တောက်ကိုတွေးတော့သူဟာဒေါသထွက်ပြီးတော့ဆဲလိုက်ပါတယ်။သူတို့တွေထင်တာကတယောက်ယောက်သူတို့ကိုစနေတယ်ပေါ့။ဒါပေမဲ့သူတို့နှစ်ယောက်အဖုံးကိုရက်ပြီးတော့ဘလောက်ပဲအော်ရေကူးကန်ရဲ့အဖုံးကမပွင့်သွားခဲ့ပါဘူးအခုချိန်မှာတော့သူတို့လုံးဝအလုံးပိတ်ခံလိုက်ရတဲ့အတိတ်ကခေါင်းထဲကိုဝင်လာခဲ့ပြီး တို့ရဲ့သာထွက်သွားဖို့တဲ့တကုတ်ကမလုပ်ခဲ့ဘူးဆိုရင်ရေကူးခန်းနေမှာရှိတဲ့ရေတွေကတို့ရဲ့အပူချိန်ကိုရောကျစေပြီးတော့အေးအေးလုံးလုံးအသက်ဆုံးရှုံးသွားနေမှာပဲဖြစ်ပါတယ်။တို့တွေဘာလို့ရမှန်းမသိတဲ့အချိန်မှာကောင်မလေးကရေတိမ်မဲမှာသွားကြည့်ဖို့အတွက်အကြံပေးလိုက်ပြီးအဖုံးကိုဒီဇိုင်းဆွဲထားတဲ့ဒီဇိုင်နာကအဲ့ဒီလိုအခြေအနေကိုထည့်သွေးထားပြီးတော့တို့တွေအခွင့်အရေးတစ်ခုတော့ခြံထားလောက်မှာပဲဖြစ်ပါတယ်။တို့တွေထင်ထားတဲ့အတိုင်းပဲကောင်မလေးဟာရေကူးခန်းအဖုံးမှာအပေါက်လေးတော့တွေ့လိုက်ရပြီးဒါဟာတို့နှစ်ယောက်အတွက်တစ်ခုတည်းသောအခွင့်အရေးဖြစ်နေပါတယ်။ ဒါပေမဲ့လည်းအရန်ကိုအပေါက်ကသေးတာကြောင့်ထက်သွားခြင်းရဲ့အဲ့ဒီအပေါက်ကိုကြေအောင်ချက်နေမှရမှာဖြစ်ပြီးဒါကြောင့်မလို့ပဲသူတို့တွေကအထောက်ကူပြစ်စီမဲ့ပစ္စည်းတွေလည်းလိုပါတယ်။ဒါပေမဲ့ဒီအဆုံးထိမြင်နေတဲ့ရေကူးကန်ထဲမှာသူတို့ကိုကူညီနိုင်တဲ့ပစ္စည်းကတော့လုံးဝမရှိပါဘူး။ဒီခါမှာတော့ကောင်မလီကတန်ချောင်းတစ်ခုကိုတတိထားမိသွားခဲ့ပြီးတော့အဲ့ဒီတန်ချောင်းကိုဖြုတ်ချနိုင်ရေကူးကန်အဖုံးကိုအလွယ်တကူနဲ့ဖြတ်စည်းနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ကောင်မလီကအားဘလောက်ပဲတုံတော့အဲ့ဒီတန်ချောင်းကလှုပ်ကုန်မလှုပ်ပါဘူး။ ဒီကောင်မှာတော့သူ့ရဲ့ညီမလေးကပလတ်စတစ်ကပြားလေးတစ်ခုရလာခဲ့ပြီးဒါကတော့သူဟာအပေါက်နားမှာလာပြီးတော့အပေါက်ကိုချက်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအချိန်ကြာလာတဲ့မြလူကပင်ပန်းသွားခဲ့ပြီးအပေါက်ကတော့ဘာမှဖြစ်မလာခဲ့ပါဘူး။ကောင်မလေးကသူ့ရဲ့ခိုးဘူးချင်းကြာနေတာကိုကောင်းကောင်းခံစားခဲ့ရပြီးတော့ဒီလိုဘာမှဆက်မလုပ်နိုင်မဲနဲ့အချိန်ဆွဲနေရင်သူတို့ညီမနှစ်ယောက်ရေကူးကန်ထဲမှာအသက်ဆုံးရှုံးသွားမှာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဆင်းညစ်နေတဲ့အချိန်မှာပဲအပေါက်ကဖုန်းတန်းကြားလိုက်ရပြီးဒါပေမဲ့သူတို့နဲ့ဖုန်းကအရန်ကိုဝေးကွာနေတာကြောင့်အတုံးတော်မဝင်လှပါဘူး။ အကျယ်ကြီးမြင်လာခဲ့တဲ့ဖုံးတန်းအကြောင်းပဲတန်ရှင်သမားတယောက်ဝင်လာခဲ့ပြီးတော့ခြေတံကိုကြားတဲ့အတွက်ကောင်မလေးကအကျယ်ကြီးអော်ပြီးတော့အကူအညီတောင်းပါတယ်ပြီးရင်တော့အကြောင်းရင်းအဆအဆုံးကိုပြောပြလိုက်ပါတယ်ကဲဗီဒီယိုကတော့ဒီလောက်ပါပဲเนาะစုံတိချိပေးတဲ့ကျွန်တော်ရဲ့ subscriber တွေနဲ့ viewer များပေါ်ထုတ်ပြန်ကြည့်စို့တင်ပါတယ်ကဲဗီဒီယိုကို ကြည့်ချဖြင့်ဗာတင်ကန်စာရလဲဆိုရင် လောဘကြောင့်ဘာကိုမှငြိမ်မဆိုင်တော့ပဲနဲ့ကိုရဲ့အသက်အန္တရာယ် ဆိုရင်ရရတယ်ဆိုတာကျွန်တော်သင်ခန်းစာယူရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆုံရ